အခုတက်ဆက်ပေးမယ့်သတင်းကတော့ခင်းညင်သီးစေးကြစင်းနေတော့လေပုံမှန်အယောင်းဝင်ဖြစ်နေတဲ့သတင်းဖြစ်ပါတယ်ကင်းညင်သီးများအကြစေးပြီးအယောင်းဝင်ဖြစ်လျက်ရှိပြီးဈေးချနေတော့လေအယောင်းဝင်မှာပုံမှန်ဖြစ်နေကြောင်းသိရပါဗျ။ကင်းညင်သီးများအဝင်များလာခြင်းဒေသထွက်ကင်းညင်သီးများဈေးခွက်ထဲသို့ရောက်ရှိလာပြီးဈေးချရခြင်းဖြစ်ကြောင်းသိရပါဗျ။ ရှမ်းတီမှာကြာရှည်အထားခံတော့လဲဒေတာတီမှာဟင်းချက်ရမှာ အရသာပုံမကောင်းမွန်တာကြောင့်ဒေတာတီကိုပုံပြီးစိတ်နှိမ့်တကြကြောင်းသိရပါဗျ။ရခိုင်နေကမုံမြောက်မှုတွေကြောင့်အထွက်နှုံနဲ့ကြာဆင်းလာပြီးဈေးကောင်းများတဲ့အတွက်ကဲညင်ဒီဆိုင်အတောင်သူများရခိုင်နေလောက်ဈေးမရကြောင်းသိရပါဗျ။ယခုနှစ်ရှိဈေးကွက်ထဲမှာကဲညင်ဒီတပိတ်တာကိုလက်လီဈေးအနေဖြင့်2500ကျပ်မှ2800ကျပ်ဈေးဖြင့်အယောင်းဝယ်ဖြစ်လျက်ရှိပြီး ၎င်းစိတ်အနေဖြင့်ခင်းရင်ဒီတပိတ်တာကို1800 2000 2100ကျပ်ဈေးများဖြစ်နေကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ငိမ့်ချောင်ကပြပူလာတာပါ